ဒုတိယလူကိုညင်းပယ်လိုက်တဲ့ Sporting Lisbon ဒုတိယလူလိုပြောလိုက်တာနဲ့ပရိသတ်တွေရင်ထဲမှာဆွဆွဲမြဲမြဲဖြစ်နေခဲ့တဲ့ဘောလုံးအသင်းတင်းရှိပါတယ်အဆိုပါအသင်းကတော့အားလုံးသိတဲ့အတိုင်း Premier League မှာပေးစရာရဲ့ဒုတိယနေရာမှာ300တိဇက်တိုက်ရက်တည်ခဲ့တဲ့ Arsenal အသင်းပဲဖြစ်ပါတယ်ဒါကြောင့်လည်းဂန်နာတွေကိုပရိသတ်အများစုကဒုတိယလူဆိုပြီးတတ်မှတ်ထားခဲ့ကြသလိုစီရင်ဆိုပြီးလည်းတင်စားခေါ်ကြရရှိတာကိုမြင်တွေ့နေခဲ့ရတာဖြစ်ပါတယ် အာဆင်နယ်အသင်းဟာလာမယ့်အာသင်းအသင်းရဲ့တိုက်စစ်ကိုအင်အားပြည့်တင်မှုတွေပြုလုပ်ဖို့ပြင်ဆင်နေခဲ့တဲ့အသင်းတွေမှာဒါကြောင့်လည်းဈေးကွက်အတွင်းကိုဝင်ရောက်ပြီးတော့တိုက်စစ်ရှာပုံတော်ဖွင့်နေခဲ့ကြတာဟာအခုချိန်ထိအဆင်မပြေဖြစ်နေခဲ့ကြတာပါအစောပိုင်းကဗဂျမင်ဆက်ကုတ်ကိုခေါ်ယူမယ်ဆိုပြီးသတင်းတွေတောက်လျှောက်ထွက်ပေါ်ခဲ့သလိုကလပ်အသင်းအသင်းကြားဆွေးနွေးမှုတွေလည်းတိုးတက်မှုတွေရှိနေခဲ့တဲ့ဆိုပြီးသတင်းတွေတောက်လျှောက်ဆိုလိုဖော်ပြနေခဲ့တာပါ။ဒါပေမဲ့လည်းဗဂျမင်ဆက်ကုတ်အတွက်လိုက်စက်အသင်းဘက်ကပြောင်းရွှေ့ယူမာနာကိုတိုးမြင့်လိုက်တယ်လို့သိရပြီးအနည်းဆုံးပေါင်တန်း80ဝန်းကျင်ထိရှိနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီတော့အာဆင်နယ်အသင်းဟာဗီဂျမင်ဆာကိုနဲ့အပြိုင်သဘောကျနှစ်သက်ခဲ့တယ်စပိုးရင်းအသင်းရဲ့တိုက်စစ်မှု ဒါချိုကရက်ကိုခေါ်ယူသွားဖို့အတွက်ကစားမရဲ့အင်ဂျင်ဖြစ်သူနဲ့ပြောဆိုမှုတွေပြုလုပ်ခဲ့ကြသလိုရှိုးလင်းလင်းစွန်အသင်းထံကိုလည်းကမ်းလှမ်းမှုတချို့စတင်ပြုလုပ်လိုက်ပြီလို့သိရပါတယ်။အာဆင်နယ်အသင်းဟာချိုကရက်အတွက်စပွန်လင်းလင်းစွန်အသင်းထံယူ55သန်းနဲ့အတူအပေါ်စုကြီးယူ70သန်းဆိုတဲ့ပမာဏနဲ့ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီးစပွန်လင်းလင်းစွန်အသင်းဘက်ကတော့ယူသန်း80နဲ့90ဝန်းကျင်ကြားလုံးရှိနေကြတာဖြစ်တယ်လို့သိရပါတယ်။ကျောက်ရဲစာချုပ်ဟာဖြတ်သိမ်းခြင်းကရိုတန်းတရာဖြစ်ပါတယ်ဒါပေမဲ့ဆွေတင်တိုင်းစင်မိုးနဲ့စပိုရင်ချာမှာ2025တွင်ကြာရင် ရောတန်း60ပါဝင်အဲ့တော့70တန်းနဲ့အပြောင်းရှိသွားလူညီမှုရရန်အတွက်ဂရီကိုပြုထားကြပါတယ်။ဒါပေမဲ့ကြာလင်းကင်ကမှ Sporting ဥက္ကဋ္ဌဒီလိုဂရီကိုထားခဲ့တာတွေကိုငင်းဆန်ခဲ့တာကြောင့်ဇာမဘက်ကအတော်လေးကိုစိတ်ပြတ်နေပြီးတကယ်လို့ဒီနေရာဒီမှာပေါ်တူဂီမေကနေထွက်ခွာခွင့်မရရင်အသင်းအတွက်ထပ်မစားဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ပီတာဂျူဂါရက်ကိုတော့ Arsenal Man U နဲ့တခြားဥရောပထိုင်တဲ့ကလပ်များစွာကမျက်စိကျနေခဲ့တာဖြစ်ပါတယ်။ဘောလုံးအောင်စားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။